ဟုတ်ကဲ့ Cocaine is the football show ကနေအခုနောက်ဆုံးရထားတဲ့မြင်းငင်သတင်းတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးကြပါမယ်။ပထမဆုံးသတင်းကတော့ BBC ကဖော်ပြထားတဲ့သတင်းတစ်ပုဒ်ပါ။အင်းလေးဒေတာကိုကုညီကယ်ဆယ်ရေးတွေရောက်မလာသေးဘူးလို့သိရပါတယ်။ BBC ရဲ့ဖော်ပြချက်အရဒီကနေ့30ရက်နေ့အထိအင်းလေးဒေတာကိုကုညီကယ်ဆယ်ရေးတွေရောက်မလာသေးပါဘူး။အင်းလေးဒေတာမှာငရင်ကြောင့်ဆုံးပါတဲ့သူ86ယောက်ထိ ရှိနေပြီလို့သိရပါတယ်။ကျွန်တော်ဒီအချိန်မှာသခိုင်းမန္တလေးနေပြည်တော်စတဲ့နေရာတွေက ဆုံးရှုံးမှုတွေများပြားတဲ့အတွက်အာယုံစိုက်ခြင်းကိုခံနေရတယ်ဆိုပေမဲ့လည်းအင်းလေးဒေတာကလည်းသူ့အထိုက်လျောက်တော့ဆုံးရှုံးမှုများပြားခဲ့တာကိုတွေ့ရပါတယ်။ဆိုတော့ဒီအင်းလေးဒေတာရဲ့ဆုံးရှုံးမှုဗီဒီယိုမှတ်တမ်းတွေကိုကြည့်ကျင်နေဆိုရင် BBC Burmese ရဲ့ Facebook စာမျက်နှာမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နောက်ထပ်သတင်းကတော့မြန်မာနောင်းကပေါ်ပြထားတဲ့သတင်းဖြစ်ပါတယ်။အလောင်းတွေများပြားနေတဲ့အတွက်ကြောင့်မန္တလေးမှာတကြိုဆက်တွေမနိုင်မနှင်းဖြစ်နေတဲ့ စိတ်မကောင်းစရာသတင်းပါကျွန်တော်အခုဖြစ်ပွားခဲ့တဲ့ငရင်ကြောင့်တေဆုံးတဲ့ရုပ်အလောင်းတွေကမန္တလေးမြို့မှာများပြားလွန်းတဲ့အတွက်ကြောင့်မန္တလေးရဲ့တကြူဆက်တွေပေါ့နော်မနိုင်မနေဖြစ်နေတယ်လို့သိရပါတယ်မလ29ရက်နေ့ည8နာရီအထိတရားဝင် ထုတ်ပြန်ကြရာမန္တလေးမှာတေဆုံးသူအရေအတွက်1600ကျော်ထိမြင့်တက်လာနေပါတယ်။လက်ရှိအချိန်ထိလည်းမန္တလေး၊စကိုင်း၊နေပြည်တော်မှာတည်ဆုံတဲ့သူတွေ ိတ်မိတဲ့သူတွေရှိနေသေးဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒါကတော့မြန်မာနောင်းရဲ့သတင်းပါဆိုတော့လက်ရှိချိန်ဒီငရင်အကြီးကျယ်ထိခဲ့တဲ့နေရာဒေသတွေကတည်ဆုံတဲ့သူအရေအတွက်တွေထပ်ပြီးတော့တိုးလာဖို့ရှိနေပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်သတင်းအရတော့လက်ရှိမြေပြင်မှာကြုံတွေ့နေရတဲ့အခက်အခဲသတင်းတပုတ်ပေါ့နော်စကိုင်းမှာရှိတဲ့အတိမိတ်ဆွေတချို့ကိုလှမ်းပြီးတော့မေးမြန်းထားတာပါဒါပေမဲ့ internet ဖုန်းလိုင်းအခက်ခဲကြောင့်ဓာတ်ရိုက်ဆက်သွယ်ပြီးအတန်ယူဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ကျွန်တော်ဒီတိုင်းပဲပြောပြပေးပြရသည်။စကိုင်းမှာနေရတအားပူပြီးတော့တောက်စရာရှိအခက်ခဲရှိနေပါတယ်။စားတောက်စရာတချို့လဲဝယ်စရာမရှိပါဘူး။ပုံနဲ့နေလဲထွက်နေပြီဆိုပြီးတော့အကောင့်ပိုင်ရှင်တဲလေးရဲ့တင်ထားချက်အရာသိရပါတယ်ခင်ဗျ။ဒီသတင်းကိုအတည်ပြုတဲ့နေရာမှာတော့စကိုင်းရဲ့မြို့ကန်အတိတချို့ကလဲအမှန်ဖြစ်ကြောင်းထောက်ခံခဲ့ပါတယ်။ဆိုတော့စကိုင်းမှာ ခက်ခဲတချို့ရှိနေတဲ့အတွက်ကူညီဖို့လိုအပ်တဲ့နေရာတွေကိုအားလုံးကူညီပေးဖို့အတွက်တိုက်တွန်းပါရခင်ဗျကျွန်တော်နောက်ဆုံးသတင်းကတော့ BBC ကဖော်ပြထားတဲ့ဘန်ကောက်မြို့ကဆောက်လက်စတိုက်ပြိုကျတဲ့သတင်းပဲဖြစ်ပါရခင်ဗျကျွန်တော်မလ28ရက်နေ့မှာစဖြစ်တဲ့ငရင်ကြောင်းပေါ့နော်ဘန်ကောက်မြို့ချက်တူချက်ဇီနာက ဆောက်လက်စအစိုးရယုံ ပြိုကျမှုကိုဗီဒီယိုထဲမှာလည်းမြင်ခဲ့ရမှာပါဒီပြိုကျမှုကနေတေဆုံးတဲ့သူ12ယောက်အထိရှိလာပြီလို့သိရပါတယ်တေဆုံးတဲ့ လုံသားတွေထဲမှာမြန်မာလုံသားပါဝင်မှုမပါဝင်မှုကိုတော့ BBC ကဖော်ပြထားခြင်းမရှိပါဘူးခင်ဗျ။ဟုတ်ကဲ့ဒါကတော့မြန်မာနိုင်ငံရဲ့ငရင်သတင်းတချို့ကိုပြန်လည်စုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါ။